စစ်ပွဲတွေဖြစ်တယ်ဟိုဘက်လည်းလူကျမတို့မျိုးသမီးတွေကိုရိုက်တာပဲနှက်တာပဲဒီဘက်ကလည်းကျမတို့ကိုရိုက်တာပဲနှက်တာပဲဆိုတဲ့အခါမှာကျမတို့အရင်ကဝန်းနေရတယ်စိတ်မကောင်းဖြစ်တယ်တစ်ဖက်မှာလည်းကိုကစိတ်နှကောင်အဲမှာကြည့်အနေနဲ့ကြည့်မယ်ဆိုရင်ကျမတို့ကဘယ်ဘက်ကိုပို့ပြီးတော့ကိုကောင်းလာစေချင်တယ်လဲပိုကောင်းမှုဖြစ်နိုင်ခြေရှိလဲဆိုတော့ကျွန်တော်တွေ့ရတာ။အဲ့တော့စေအောင်စုကတော့အရှိကအမတူပြောသွားသလိုပဲဘလို့မှတော့ကျမတို့ညှော်လင့်လို့မရတော့အောင် အဲပြီးခဲ့တဲ့နှစ်ပေါင်းများစွာမှာကျွန်တော်တို့ဒီစိတ်ကမရပိုကောင်းလာမလားဆိုပြီးတော့အများအားเนาะကျွန်တော်တို့စူးစမ်းခဲ့ကြတယ်နိုင်ငံတကာဖန်နင်းနေချပေးပြီးတော့ဒီငိမ့်ချင်းအစီအစဉ်တွေအများကြီးလုပ်ခဲ့တယ်တိုးတော်ညာအာသူတို့ရဲ့ institution မှာဟိုအလွဲမကြီးဖြစ်နေ institution ဟိုက correct ဖြစ်နေချစားနေချစားနေတဲ့အခါမှာဒီ institution ကိုကျွန်တော်တို့ဖယ်လိုက်ဖို့စူးစမ်းလာကြပြီစူးစမ်းလာကြတဲ့အခါမှာဒီ institution ကိုအစားထိုးဖို့လုပ်တဲ့အင်အားစုတို့ကျွန်တော်တို့ပို့ပြီးတော့ အရင်ကာလကျမတို့ lesson learn တွေအများကြီးရှိခဲ့တယ်ဒီလိုသွားလို့မရဘူးဒီလိုသွားရမယ်ဆိုတာကျမတို့မြင်လာတဲ့မှာပို့ပြီးတော့ကျမတို့ကအာပို့ကောင်းတဲ့အစီအမံတွေနဲ့အချင်းခံရတော့မယ်အဲ့ဒီမှာ WPS ဒီကျမထင်တယ်တကယ် game changer ဖြစ်လာလိမ့်မယ်အရင်ကာလ WPS ဆိုတာကျမတို့မကြားခဲ့ကြရအောင်မမြင်ခဲ့ကြရတဲ့ဒါ2000ခုနဲ့မှာပေါ်လာတယ်ဆိုတော့မြန်မာနိုင်ငံမှာ2015ပတ်ဝန်းကျင်ကြားမှာပဲကျမတို့မျိုးသမီးတွေဟာအာနော်ဟိုအရက်ဖက်ဖွဲ့စည်းရင်းနဲ့တူတူလှုပ်လာခဲ့ရတာဆိုတော့အခုကာလ WPS က Women Peace and Security ကကျမတို့ ဒီဒီဒီနောက်ဆက်တွဲ2021ကာလနောက်ပိုင်းဒီ security institution အပြောင်းလဲအတွက် game changer ဖြစ်တယ်။အဲ့တော့အဲ့ဒီ WBS ကိုကျွန်တော်တို့တွားဖို့တွားရမှာဖြစ်တယ်။တွားဖို့တွားရမယ်ဆိုဆုံးဖြတ်ချက်နဲ့တွားမယ်ဆိုတဲ့အချိန်မှာအခုလက်ရှိကျွန်တော်တို့မြင်ရတာဆောနာရဲ့အညီမတွေအမတွေပြောသွားသလိုပဲလူဝတ်ချက်တွေအများကြီးရှိသေးတယ်။သို့တော့ကျွန်တော်တို့ကအစာဆက်ကြွေးမှရမယ်။ဆက်ကြွေးမှရမယ်။ကျွန်တော်တို့အဲရဲဘော်တွေမသိနေဘူးလား။သိအောင်လုပ်ရမယ်။ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ try ရမယ်။အဲ့ဒီအတွက်ကျွန်တော်တို့အချိန်ရတယ်။အခုဆိုကျွန်တော်တို့အဲ့ဒီအချိန်ပေါ့နော်။ ကိုကိုကိုတိစောင်းနေတဲ့အချိန်မှာဒါမဖြစ်မနေထည့်စဉ်းစားမယ်အဲ့တော့လိုအပ်ချက်တွေအများကြီးရှိပါသေးတယ်သို့သော် WPS ရဲ့ဒီ P3 လုံး 1R ပေါ့နော် P3 လုံး 1R ကိုလည်းကျွန်တော်တို့ပြည်သူတွေအားလုံးကအသိပညာနှင့်တင်တဲ့ဟာဖြစ်စီနေတယ်ပေါ့နော်မြို့သမီးတွေရဲ့လုံခြုံရေးနောက်ကာကွယ်ပြဋ္ဌာန်းပေးမှုတွေပအဝင်ပူပေါင်းမှုတွေသူတို့ရဲ့ဒီ relief and recovery ပြန်လည်ထူထောင်နိုင်မှုတွေဒါတွေမှာအမျိုးသမီးတွေဒီ နေရာအဆုံးမှာအဆင့်တိုင်းမှာအလွှာတိုင်းမှာပါအောင်စူးစမ်းရမယ်အဲ့လိုစူးစမ်းလိုက်ချင်းစီငြိမ်းချမ်းရေးကိုရဖို့အတွက်ကျမတို့ကလုပ်ပြီးသားဖြစ်တယ်ငြိမ်းချမ်းရဖို့အတွက်အဆင့်တွေကိုကျမတို့ခင်းပြီးသားဖြစ်သွားတယ်လွယ်သွားတယ်ပေါ့နော်အဲ့ဒါလေးလည်းကျမတို့ပြည်သူတွေအဲဂျာထဲမှာပို့ပြီးတော့နားလည်မှုရှိအောင်ကျမတို့လည်းစူးစမ်းမယ်ပြည်သူတွေအနေနဲ့လည်းလေ့လာကြည့်ပါအောင်ပေါ့နော်ဟုတ်